ရသော်ဗျာတဲ့ခုဒီဘဝရောနောက်ဘဝရောအဲ့ဒါလိုနှစ်ပါးစုံသောအကျိုးစီးပွားတွေကိုဖြစ်ထွန်းစေတတ်တဲ့တခုတည်းသောတရားဆိုတာရှိပါသလားတဲ့မေးတာလေးပညာသားပါဟုတ်လားအခုရောနောင်ရောနော်နှစ်ပါးစုံသောအခြေအနေမှာကြီးမားတဲ့အကျိုးစီးပွားကိုဖြစ်ထွန်းစေတတ်တဲ့တခုသောတရားရှိပါသလားတရားကတော့တခုတည်းဒါပေမဲ့အကျိုးစီးပွားကတော့ နှမျိုးဖြစ်ထွန်းစေရမယ်နော်အကျိုးစီးပွားနှမျိုးဆိုတာဘာတော့အခုအစုပ်ပန်နဲ့နောင်အနာဂတ်ပေါ့နော်ဒီမှာတော့မြတ်စွာဘုရားအလိုတော်ကြဘုံဘုံတို့ဘယ်လိုပြောမလဲဒိဋ္ဌဓမ္မိကင်စေဝအထံတမ္ပရာယိကင်စာအခုလောလောဆယ်ယူရှိဖို့နောင်ဘဝအကျိုးရှိဖို့အဲ့လိုမျိုးတစ်ခုတည်းသောတရားရှိပါသလားဆိုတော့မြတ်စွာဘုရားကအဋ္ဌိခောမဟာရာဇာဧကောဓမ္မောယောဥဘောအဋ္ဌိတမတိကိရှာတိဋ္ဌတိဒိဋ္ဌဓမ္မိကင်စေဝအထံတမ္ပရာယိကင်စာမင်းကြီးရှိတယ်တဲ့ ပြစ္ဆုတ်ပံတက်မလို့နှစ်တန်သောအကျိုးစီးပွားကိုဖြစ်ထွန်းစေတဲ့တခုသောတရားဆိုတာရှိတယ်။အဲ့ဒါမြတ်စွာဘုရားဘာများတော့ဘုရားဆိုတော့မြတ်စွာဘုရားကအပမာရောခောမဟာရာဇဧကောဓမ္မောအပမာဒါဆိုတဲ့ဒီတခုသောတရားဟာခုနကတုန်းကပြောခဲ့တဲ့ကုသိုလ်တွေကိုမမေ့တဲ့အိုနာတိကွဲကံနှစ်တွဲကိုမမေ့တဲ့ယုံနဲ့နေဆဒုက္ခအနတ္တကိုမမေ့တဲ့ဘဝကဒုက္ခဖြစ်နေတာပါလားဆိုတာကိုမမေ့တဲ့ဒီအပမာဒတရား တတိပေါ့နော်တရားကိုကောက်ရင်ဟုတ်လားအဲ့ဒီအပ္ပမာဒတရားဟာအခုရောနောင်ရောနှမျိုးစုံအကျိုးစီးပွားကို ဖြစ်ထွန်းစေတဲ့တခုဒီသောတရားပဲတဲ့မင်းကြီးတဲ့ငါဥပမာဆောင်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ဒေယထာပိမဟာရာဇာယာနိကန္ဒိစီစင်္ဂလာနံပါဏနံဗရဇာနံနိတဗ္ဗာနိတာနိဟဋ္ဌိပရိသမောဒနံကိစ္ဆန္တိဟောဒီကုံးတရဝါဒီနော်ကုံးပေါ်မှာကျက်စားနေကြတဲ့ကုံးတရဝါဒီအဲ့ဒီကုံးတရဝါဒီရဲ့ခြေရာတွေကို နှဖုံးဖုံးတို့ဝေဖန်ကြည့်မယ်ဆိုလို့ရှိရင်အားလုံးဟာစင်ချီယာထက်ငယ်တဲ့ခြေရာတွေကြီးပဲပေါ့စင်ချီယာတွေကိုထည့်လိုက်မယ်ဆိုရင်အကုန်လုံးဟာစင်ချီယာရဲ့အတွင်းမှာပဲဝင်သွားကြတယ်စင်ချီယာဒီကုန်းတော်ဘာတို့ရဲ့ခြေရာတွေထဲမှာသူကအကြီးကြီးပဲသူအကြီးဆုံးပဲပေါ့နော်အဲ့ဒါလိုပဲတဲ့ကုသိုလ်တရားမှန်သမျှချမ်းသာမှုကိုဖြစ်ထွန်းစေတဲ့တရားမှန်သမျှဒီဒီအပ္ပမဒဆိုတဲ့အဝင်းဝိုင်းထဲမှာပဲတက်ဝင်ကြရတယ် ူသည်သာလည်းအကြီးကျယ်ဆုံးအမြင့်မြတ်ဆုံးလို့အပမရကိုမြတ်စွာဘုရားအဲ့လိုဂုံလေးပြုတ်ပြီးတော့ဂါထာသုံးပုဒ်မြတ်စွာဘုရားဟောတယ်။လောကီအကျိုးစီးပွားလောကုတ္တရာအကျိုးစီးပွားပြစ္ဆုတ်ပံအကျိုးစီးပွားတန်တရာအကျိုးစီးပွားကိုဖြစ်ထွန်းစေတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဒီဂါထာလေးသုံးပုဒ်ကိုသေးသေးချာချာလေးမှတ်ကြည့်မယ်နော်။အာယုံအာရောဂိယံဝဏ္ဏတကံဥစ္စံကုလိနတာရတိယောပတ္တယံတေနဥလာရာအပရာပရာ 啊，因为我带习近过来。